တငညာလုံးမင်္ဂလာပါ2025ခုနှစ်အော်တိုဘာလ9ရက်သတင်းတူလေးများကိုကျွန်တော်တင်ပြပေးပါမယ်ပထမသတင်းတစ်ပုဒ်လေးနဲ့ဒါကတော့သတင်းကြော့လာပြီးနေမှာမြို့ရွာတွေအားလုံးနော်စီကားတိုင်းမဲ့စွာနဲ့ဒါသတင်းကြော့မိတွန်းပွဲတော့ကိုချင်းမကြတာပါနော်ဒါကတော့ဟိုရိုးရွာအပွဲလည်းဖြစ်တယ်ဘာသာရေးအပွဲလည်းဖြစ်တာပါနော်ပြည်သူတရက်လုံးကဒါတော်တော် ပျော်ရွှင်နေကြတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒီပျော်ရွှင်မှုရဲ့နောက်နောက်ဆက်တွဲရတော့ဒါတပတ်ခဖွဲ့စည်းရတော့ဒါတွေကိုမနာလိုမရှုစိတ်ဖြစ်ပြီးရေးသားနေတာတော့တွေ့တာပေါ့ဘာဖြစ်ပါဒါကိုနိုင်ငံမှာကဘလို့ချင်းနေပဲဖြစ်ဖြစ်လွတ်လပ်တယ်ပျော်ရွှင်နေကြတယ်လူငယ်တွေအများကြီးဒါပကတိတရားပဲဒါတော်ထဲမှာရောက်နေတဲ့ဒါဒီ NLD ပါတီကလူငယ်တွေပေါ့နော်တော်ခုသွားတဲ့လူငယ်တွေဒါကတော့ဒါသူတို့ရဲ့ နိုင်ငံရေးဝန်ဆောင်မပြည့်မှုကြောင့်တစ်ဖက်ရဲ့နိုင်ငံရေးမိုင်းမိုင်းသွင်းတာခံပြီးတော့ဒါလမ်းမရောက်ကုန်တော့ဗောနော်အချိန်မီ နောက်နှားရကြပါစေ အချိန်မီအလင်းဝင်နိုင်ကြပါစေဒီလောက်ပဲကျွန်တော်ကဆူတောင်းပေးပါမယ်အကျန်တဲ့သတင်းလေးကိုကျွန်တော်ဆက်ပြီးပြောပါမယ်ဟောဒါကျောင်းဝင်းမျိုးမကြခင်ကသိမ့်ပါပြီးတော့တပ်မတော်စီကျောင်းတွေကနားဆက်တိုက်နောက်ထိုးစစ်စင်တိုက်ခတ်တဲ့အတွက်ဒါတီဘောမျိုးနဲ့ဒါစက်တက်မိုင်းဝင်းကျင်လောက်မှာရောက်နေပြီဆိုတဲ့သတင်းကို ျွန်တော်တို့သတင်းရရှိပါတယ်အချို့အခြားသတင်းတွေကတီပေါ်မြို့မှာရှိတဲ့ TL တွေကလည်းအဲဒါပေါ်ကျူအနီးတော်မှာခန်းစစ်ဆင်ဖို့လုပ်နေတယ်အဲဒီဒီမြို့ထဲမှာတော့ဒါ TL လန်တွေကိုဖြုတ်သိမ်းသွားပြီဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့ဟိုရရှိပါတယ်ဒါအပြည့်ပါဆက်နှစ်ပိုင်းဆိုတဲ့ခီးကတကယ်လန်ခီးထောက်ရင်တရက်ခီးပါနော်တရက်တော့မသွားပါဘူးနော်တရက်ကိုတက်မတော်စကြောင်းတွေကတရက်ကိုမိုင်30နီးနဲ့သွားတာပါနော်တရက်ကိုမိုင်30လောက်ခီးပေါက်တယ် ခီးပေါက်ပါတယ်တမတော်စစ်ကြောင်းတွေကနော်တမတော်12မိုင်ဆိုတာကနေ့ဝက်ခီးလောက်ပဲရှိပါတယ်တကယ်သွားမယ်ဆိုရင်အဲ့တော့ဟိုနိုင်ပိုင်းနဲ့ရောက်နိုင်တဲ့အနေထားမျိုးတိရှိနေပြီဒီဘုံမျိုးပေါ့နော်ဒါဒါကဒါရှမ်းပြည်နယ်မြောက်ပိုင်းမှာတမတော်ရဲ့ထိုးစစ်အခြေအနေလေးကိုတင်ပြပေးတာဖြစ်ပါတယ်အတီအလီကတော့ဒါတမတော်ရဲ့ထိုးစစ်တွေကိုဟန်တာနိုင်ရင်မရှိတော့ပါဘူးဇက်တိုက်ဆိုလို့မြို့ရွာတွေပြန်ပြေးရမှာ ြစ်ပါတယ်ဒါကျွန်တော်ပြောခဲ့ပါတယ်အစတော့ DL ရအမျက်မရတဲ့ပြည်အရင်နေရပါပါတော့မယ်ဆိုတော့ကျွန်တော်ပြောခဲ့ပါတယ်ရေးလဲရေးခဲ့ပါတယ်လက်ရှိနေထမှာဒါနံမတူတို့နံဆန်တို့ဆိုဘုံကျဲတိုက်ခိုက်တာတွေခံနေရတယ်အဲလက်ရှိအရင်နေရပါမယ့်အခြေအနေမျိုး DL ရအရင်နေရပါမယ့်အခြေအနေမျိုးကိုကျွန်တော်တို့တွေ့ရပါအလားတူပဲဒါဗမောက်ပေါ့နော်ဗမောက်ကတော့ဒီစကိုင်းတိုင်းဒေသကြီးဗမောက်မြို့နဲ့လေးမိုင်กว่าဒီမှာတက်မလို့စစ်ကြောင်းတွေပြန်လဲရောက်ရှိပြီဗမောက်မြို့ကိုပြန်လဲနေမြေရှင်းလင်း အသိမ်းပိုက်ဖို့ဆောင်ရွက်နေတဲ့သတင်းကောင်းကိုလည်းကျွန်တော်တို့ဟိုကြားသိရပါတယ်ဒါစီးသတင်းနဲ့ပတ်သက်လို့နောက်တစ်ရက်ကောင်းတဲ့သတင်းလေးရတာကြောင်းဝဲမြို့မှာကျောင်းတွေပြန်ပြီးလက်ခံပြီးတော့ဒီလူငယ်တွေကလေးတွေကျောင်းပြန်တက်ဖို့အတွက်ဒါနိုင်ငံတော်အစိုးရဆောင်ရွက်ပေးနေပြီဆိုတဲ့သတင်းကိုရုပ်ပုံတက်ပုံနဲ့မှတ်တမ်းနေတဲ့သူကျွန်တော်တို့ဟိုရရှိပါတယ် ဒါလည်းကောင်းတဲ့သတင်းလေးပဲဖြစ်ပါတယ်အထူးခြားဖြစ်စဉ်အနေနဲ့ဒီနေ့ဖြစ်ဒီမနေ့ကအထူးခြားဖြစ်စဉ်ပေါ့နော်6ရက်နေ့အထူးခြားဖြစ်စဉ်မှာဒီ NUG ဗရက်တွေကဒီချောင်းမြို့မြို့နယ်တွေကဒီဘုံတို့ဆိုတဲ့ရွာနီးမှာဒါမိသပိတ်ဆိုပြီးတော့တပိတ်လုတ်တယ်လူတွေစုပြီးတော့တပိတ်လုတ်တယ်ပေါ့နော်အမိသပိတ်လုတ်တော့မိသပိတ်လုတ်တော့လူစုတွေတပိတ်လုတ်တဲ့အတွက် ဒါလီချောင်းတိုက်ခိုက်ခံပြီးတော့တော်တော်များများတည်ဆုံတယ်တည်ဆုံတဲ့အချိန်မှာသူတို့ပြောတဲ့စကားရပြည်သူတွေလည်းပါတယ်ပေါ့ပြည်သူတွေပါတယ်လို့သိရတော့တကယ်ပြည်သူတွေပါလဲဆိုတော့အဲ့ကောင်တွေကြောင်းရဲသိတာပဲဘာဖြစ်လို့ပြည်သူတွေကိုစစကံလုပ်ပြီးတော့ဒီလိုကာလာကြီးမှာဒီချောင်းတိုက်ခိုက်ခံတဲ့ကာလာမှာမိတွေထုံပြီးဘာလို့တပိတ်လုခိုင်းတာလဲအုံတော့မရှိဘူးလားကျွန်တော်ပြောတာအဲ့မှာအန်ယူဂျီခေါင်းဆောင်တွေပါကဖာတွေပါဖာတွေဗဒတ်တွေအုံတော့မရှိဘူးလားတော့တည်တဲ့ထဲမှာဗဒတ်ကတော့အများဆုံးတည်တယ်ပြည်သူတွေထိခိုက်မှုရှိတယ်ဆိုပြီးသတင်းတက်လာတာတွေ့ရတယ်နော်ဒါတွေက တရင်ထုတ်ပြန်ထားပြီးသားဖြစ်ပါတယ် PDF တင်တဲ့ဒီအကြံဖတ်သမားတွေနဲ့ဘယ်တော့မှရောချက်ပြီးမနေပါနဲ့ပူပေါင်းပြီးအနီးနားမှာမနေကြပါနဲ့ဆိုတာအချိန်ချင်းဒါနိုင်ငံတော်တရင်တွေထုတ်ပြန်ထားပြီးဖြစ်ပါတယ်အဲ့တော့ဒီသပိတ်တွေကလှုပ်ဖို့လူသီးလို့လားရှင်းရှင်းပြောလူစုပြီးရှောက်လုံနေနော်ဓာတ်ပုံရိုက်ဖို့တော့ရှောက်လုံနေနော်ခံလဲခံရောတီရောတီလဲတီရောအတန်ထွက်ကုန်နော်ဒါမျိုးတွေလှုပ်လာတာကြာပါပြီနော် လူစုပြီးလှုပ်လို့ရတဲ့အချိန်မျိုးကောင်းတဲ့အချိန်မျိုးမဟုတ်ပါဘူးကိုကလေချောင်းဟိုစေးတဲ့နီးရပြန်ကြည့်လဲကိုကလေချောင်းသာသီးရနေရလဲမဟုတ်ဘူး နော်လေတစ်ဖက်ကလည်းတကယ်လေးလုံးလေးကောတီရောတီကားမှအာဘဒူးတွေတီပါတယ်ပြည်သူတွေတီပါတယ်ရှောက်အောင်လေအဓိကအဲ့မှာရှိတဲ့ NG ပကဖပါဖတွေအဓိကတောင်းဝင်ဖြစ်တယ်ဆိုအောင်ကျွန်တော်ကပြောလို့ပါတယ်နောက်ထပ်ဒူးကြသူကသတင်းရတော့ဒီနေ့မြင်းချက်မျိုးနဲ့အချင်းဦးစီးဦးစီးရာရှိပေါ့နော်ဦးဝင်းနိုင်တယ်သူစင်းဒီဒေါ်နီနီဝင်းရယ်နောက်တမီမချွန်းချယ်ရီဟင်းရယ်နောက်ဒီဒီပေါ့နော်ဒီရင်ရင်မောင်းပေါ့ဦးမင်းနိုင်ပေါ့နော် သူတို့ဒါမြင်းချက်ကနေ ဒါသူတို့ဇာတိရဲ့ကြီးကိုပြန်လာပါတော့မိဘကိုပြန်ကတော့ကိုပြန်တဲ့အချိန်မှာမြင်းကျန်မြို့သားလမ်းပေါ့တရဦးလမ်းပေါ့မြင်းကျန်မြို့သားတရဦးလမ်းเนาะလမ်းပေါ်မှာရှိတယ်ဒါနွားကူးအိုင်ဆိုတဲ့ကြီးပါနာမှာဒါ PDF တွေဖန်စီပြီးခေါ်ဆောင်သွားတယ်ဆိုတဲ့တရင်ရရှိပါတယ်။နောက်ဝန်ထမ်းတူကိုဖန်စီခေါ်ဆောင်သွားတယ်ဆိုတဲ့တရင်ရရတာဒုစရဖြစ်စဉ်အဲဖြစ်ပါတယ်။ဒါဝန်ထမ်းတယောက်ကဒါဒီလိုဖန်စီတာ ဒါသူတောင်းရင်သူเนาะသူမိဘကိုပြန်ကတော့ဘူသွားတဲ့ချိန်မှာဖမ်းဆီးတယ်ဗောနော်ဒါဒီနေရာမှာကျွန်တော်သုံးသက်လို့လားဒီနေရာတွေကလမ်းကြောင်းကိုတက်လို့ကောင်းတဲ့နေရာတွေမဟုတ်ဘူးเนาะခီးတိတ်သွားလို့ကောင်းတဲ့ဒေသမဟုတ်ဟိုသူခီးသွားလို့ကောင်းတဲ့ဒေသဟိုအနေရာတွေကဘယ်နေရာလဲဆိုတာကျွန်တော်ဟိုမပြောလို့ဗောဒါနဲ့ဟိုအေးဗောလေဟိုဘယ်အချိန်ကိုကခီးသွားသွားဘယ်နေရာမှာဘာရှိတယ်ဘယ်နေရာမှာဘာရှိတယ်ဆိုတဲ့သတင်းတွေရတော့အများသိနေဘူးဖတ်နေဘူး လိုအပ်ပါတယ်ဘယ်လူ့အောင်မှာယုံရတဲ့ကာလမဟုတ်ပါဘူးเนาะလမ်းကြောင်းမှာဘသူမှမယုံရပါဘူးအဲ့တော့ခီးသွားလာလို့ကောင်းတဲ့အချိန်မဟုတ်ဘူးเนาะဒီလိုနင်းညံတို့နှထိုးတို့တောင်းသားတို့ဒီနေရာကိုပို့တော်ဆိုးသေးတယ်ဘလို့မှခီးသွားလို့အဆင်မပြေပါဘူးเนาะသွားတွားတော့အခုဖြစ်သွားတော့အရင်ဆုံးကိုဖြစ်ရင်ကိုရင်ဆုံးခံရတာဖြစ်ပါတယ်နောက်အခုသူတို့ကဲတင်မှုအခုတမတော်စစ်ကြောင်းတွေကလည်းလိုက်ရည်နဲ့နေမြင်ရှင်းနေရတယ်အနေထားမျိုးဖြစ်ပါတယ် နောက်ထပ်ထူးခြားသတင်းကတော့ဖားကန့်ပေါ့နော်ဖားကန့်မြို့နယ်စိုင်းတောင်ပေါ့နော်မော်ရှန်ဒေတာမှာ KIA ကတသားသည့်အတိအရမစူးစမ်းမှုကြီးလှုပ်ဆောင်နေပါတယ်။ဒါကြောင့်ပြည်သူလူကလည်း KIA ကိုတော်တော်ရုံချမုံတီးနေပြီ။ချစ်တယ်။ဖားကန်ဒေသမှာ KIA ပြန်ပြီးရက်တီဖို့တော့မလွယ်တဲ့အခြေအနေမျိုးထိဖြစ်နေပြီဆိုတဲ့သတင်းကိုကျွန်တော်တို့ရရှိပါတယ်။ဒါ KIA ကတော့တသားသိဘလောက်စုစုပါစုလည်းမလောက်ပါဘူး။စုမလောက်ဖြစ်နေတဲ့အနေအထားမျိုးနော်။ PDF အင်အားတွေလည်းရတယ်။နောက်အခြားတသားသိလည်းအသက်ကုန်စုတယ်ဒါနဲ့ KIA ကလည်းလမ်းမထူတော့တဲ့အနေအထားမျိုးဖြစ်နေတာကိုကျွန်တော်တို့ တွေ့ရပါတယ်နောက်ထပ်ထူးခြားသတင်းရတော့เนาะဒါအားလုံးပဲသိတာဒါပေမဲ့ဟိုအဆိုတော်ဟိုလင်းလင်းနဲ့ဒါချစ်သူဝေတို့ကအတာအမေရိကမှာဒေါ်လာ9သိန်းတန်အိမ်ကြီးဝယ်လိုက် ပြီးတော့ဒါနေထိုင်လိုက်ပြီဆိုတဲ့သတင်းကိုကျွန်တော်တို့ရရှိပါတယ်။ဘာပဲဖြစ်ဖြစ်ဒါလင်းလင်းကတော့သူတို့ကငကိုတွေကပတ်စံနေရှိတယ်ပေါ့။ပိုင်ဆိုင်ထားလို့သူတို့ကဝင်နိုင်တယ်ဆိုပြီးတော့ပြောတာ ရှိပါတယ်ဒါနဲ့ပတ်သက်လို့ဝိပန်သန်တွေကတော့တော်တော်များနေဒီလိုပါပဲเนาะနိုင်ငံခြားရောက်သွားရင်အကုန်လုံး NGO ကြီးပါပဲဒီပြည်ပြည်တော်တော်များများဒီလူခံရတဲ့ပတ်စံနေတဲ့ပဲချမ်းသာသွားပြီးတော့ဒီလူပဲနေထိုင်ကြတာပေါ့နော်နေထိုင်စားသောက်ကြတာပေါ့ဒါနေနဲ့ပတ်သက်လို့လဲဒါအားလုံးသိနေတဲ့ကိစ္စတွေဗျာကျွန်တော်တို့ပြောတာပြောရတာပါဒါအဓိကကတော့နိုင်ငံရေးနှစ်ဖားချုပ်ထုတ်ခံရတဲ့ PDF ဒီအသီးအသီးမှအမြင်မှရဖို့တော့ကျွန်တော်တို့ကသတင်းတွေကိုဖော်ပြပေးတာဖြစ်ပါတယ်ဟောတော့ပါတီနိုင်ငံရေးသတင်းပေါ့ပါတီနိုင်ငံရေးသတင်းကတော့ဒါရွေးကောက်ပွဲက ရက်80ကျော်ကျော်ပဲလူတော့တယ်အဲဒီလိုလူတော့ရဲ့အနေထားမှာယူကောက်ပွဲမှာမဲပေးရမယ်သူများစင်းရင်းတွေလည်းထွက်လာပြီအဲဒီစင်းမှာမဲပေးရမယ်သူများစင်းရင်းထွက်လာပြီမဲစင်းမှာကိုပါမပါတိုက်ဆိုင်စေးစေးရမယ်မပါရင်ပုံစံသုံးကားကြီးမှာဖြည့်စွရမယ်ပုံစံ66 6ရဲ့ပတ်ပုံနမိတ်တူနဲ့ပုံစံသုံးကားကြီးမှာဖြည့်စွပြီးတော့မိမိနံပါတ်စင်းပေါအောင်ကြည့်ပြီးတော့ဆောင်ရွက်ရမှာ ဖြစ်ပါတယ်ဒါတော့ပထမကြိမ်ထုတ်ဝေတဲ့သတင်းဆိုပါတာလေးရှိမှပါတာရှိမယ်ဒါနဲ့အချိန်အများကြီးရှိမှပထမကြိမ်ဒုတိယကြိမ်တတိယကြိမ်เนาะ AC safe ကိုပေါင်းပြန်ပြီးကိုမှပုံစံ66ကကိုကရောက်နေတာဒီဒေတာဒီဒေတာမှာမဲပေးဖို့ဆိုရင်ဒါပုံစံ66အမြင့်ဆုံး6အမြင့်ဆုံးမဘုံတို့မိတ်တူနေဒါက ပုံစံဆုံးဖြည့်စွက်ပြီးတော့အပြည့်ပြင်ဆင်ရမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးထုတ်ပြန်တဲ့မဲဆင်းကတော့ဒါလိုအပ်ချက်ရှိရင်တော့ကိုကအချိန်မီပြန်ပြင်ဆင်လို့အချိန်လက်မီပါသေးတယ်เนาะအချိန်ကြီးအများကြီးမီပါသေးတယ်အဲဒါကတော့ပါဠိနိုင်ငံကြီးပေါ့เนาะပါဠိနိုင်ငံကြီးမှာတော့ဒါအခုကာလမှာတော့ နိုင်ငံပါတီတွေအပြိုင်ဆိုင်လှုပ်ရှားလာတယ်နိုင်ငံစင်းတာတွေကွင်းစင်းတာတွေရှိတယ်အဓိကတော့ပါတီဝင်တွေနဲ့ထိတွေ့တာပေါ့နော်မဲဆွဲကစီယုံကြီးကာလာတော့မဟုတ်သေးဘူးဒါနဲ့မိမိပါတီဝင်တွေနဲ့တော့အဲထိတွေ့တာပေါ့ဘာဖြစ်ဆိုတော့ဒီမဲဆွဲစီယုံကြီးကာလာရောက်လာရင်လုပ်ငန်းလုပ်ရမယ့်လုပ်ငန်းတွေအများကြီးရှိတော့နော်အဲဒါတွေလှုပ်ဆောင်မှာဖြစ်တဲ့အတွက်မိမိပါတီဝင်တွေနဲ့ကွင်းစင်းတွေ့ဆုံတာတွေတော့ရှိပါတယ်ဒါဒါကတော့ဒီနေ့အတွက်အဲဒီလောက်ပါပဲသတင်းထူးကတော့အများကြီးမရှိပါဘူးနော်နိုင်ငံသူနိုင်ငံသားတွေအားလုံးနော်မြို့တိုင်းမြို့တိုင်းမှာပျော်ရွှင်နေကြတာဟုတ် တွေ့တဲ့အတွက်ကျွန်တော်တို့လည်းစိတ်ချမ်းသာပါတယ်။ဘာဖြစ်ဖြစ်မြန်မာနိုင်ငံမှာလွတ်လပ်မှုဆိုတာစီကံတကြားနဲ့အထိုက်လျော့ရရှိပြီးသားဖြစ်ပါတယ်။ဟိုဒီမိုကရေစီရေးပေါ့နော်။ဟိုပြောမယ်ဆိုရင်ဒီမိုကရေစီရေးတော့သွားတဲ့နေရာမှာလူအသေးပြောက်မရှိဘဲနဲ့သွေးမြေမကြဘဲနဲ့ဒီမိုကရေစီနီးလန်းနဲ့သွားတာအမှန်ကန်ဆုံးဖြစ်ပါတယ်။လက်နက်ကင်တော်လန်ပြီးတော့လက်နက်ကင်လမ်းစင်ရတော့ ဒါနိုင်ငံရေးရဲ့ဏီကုံးချုပ်ဖြစ်ပါတယ်နိုင်ငံရေးဏီကုံးပါเนาะနိုင်ငံရေးသမားလက်နက်ကင်သဘုံထားပြီဆိုရင်အာနိုင်ငံရေးဏီကုံးပဲဘယ်တော့မှနိုင်ငံရေးသမားပြန်မဖြစ်တော့လက်နက်ကင်သဘုံပဲဖြစ်သွားတာဒါကိုမြဲမြဲအဲနိုင်ငံဝန်ဆောင်ရှိထားဖို့လိုတယ်တိထားဖို့လိုပါတယ်ဘယ်တော့မှလက်နက်ကင်လမ်းစဉ်ကိုနိုင်ငံရေးသမားကသွားလို့မရပါဘူးလက်နက်ကင်လမ်းစဉ်ကိုသွားပြီဆိုရင်တော့လက်နက်ကင်သဘုံတခုတည်းမပေါ်ရနိုင်ပဲဒီလိုပဲအဆုံးသတ်သွားတာ ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်နိုင်ငံရေးဒီမိုကရေစီကိုသွားချင်ရင်နိုင်ငံရေးနီလန်ဒီမိုကရေစီနီလန်ရွေးကောက်ပွဲနီလန်ကအမှန်ဆုံးဖြစ်တယ်ဆိုတာလေးကိုကျွန်တော်ကတင်ပြလိုပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ကြော်သွားပါ